ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ကမ္ဘာရှိဆုံးဥမင်လိုင်ကောင်း၁၀ခုအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကထူးခြားဆန်းပြားတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဥမင်လိုင်ကောင်းတွေဆိုတာကလူသားတွေရဲ့အသိဉာဏ်စွမ်းရည်နောက်ပြီးအင်ဂျင်နီယာနည်းပညာစွမ်းရည်တွေပေါင်းစပ်မှုရဲ့အကောင်းဆုံးပြယုတ်တစ်ခုဖြစ်ပါတယ်မြေကြီးရောက်ပေရာနဲ့ခြေပြီးတော့နေတဲ့နေရာမှာမြေကြီးတွေကိုတူးထုတ်ဖယ်ရှားပြီးမြေပေါ်မှာလိုမျိုးအခြေခံအဆောက်အအုံတွေနဲ့တည်ယူပို့ဆောင်ရေးကဏ္ဍရပ်တွေကို တိဆောက်ပြနေတာအလန်းစားကြီးပါကြီးတော်တာသာလွယ်တယ်ထင်ရပေမဲ့လှိုင်ကောင်းရဲ့အပေါ်မြေပေါ်မှာရှိနေတဲ့အရာတွေကိုလည်းမပြက်စီးရအောင်ပြုလုပ်ရတာဖြစ်ပြီးအောက်ကိုပြိုကျလာတာမျိုးလည်းမရှိရအောင်ဆောင်ရွက်ကြရတာဖြစ်လို့လွယ်ကူလွန်းတဲ့တိဆောက်ရေးလုပ်ငန်းစဉ်တော့မဟုတ်ပါဘူးဒီနေ့ဗီဒီယိုထဲမှာတော့ကဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ကဘာရှိဆုံးဥမင်လှိုင်ကောင်း၁၀ခုကိုတင်ဆက်ပေးလိုက်ရပါတယ်နံပါတ်၁၀ Dismat Tan နဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာတည်ရှိပြီးအရှေ6.8ကီလိုမီတာရှိပါတယ်2003ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး 2009ခုနှစ်မှာတရားဝင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ပုံမှန်ရာသီဥတုမှာကားတွေသွားလာနိုင်ပြီးမိုးသက်ထန်တဲ့ကာလတွေမှာရေလွှမ်းမှုမှုကိုလျှော့ချဖို့အသုံးပြုပါတယ်။ရေ1.5ကုဘတန်းထိစုပ်ယူထားရှိနိုင်တဲ့ရေနုံမြောင်းစနစ်ပါရှိပါတယ်။နံပါတ်9 The LAC Tunnel ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာတည်ရှိပါတယ်။မြေအောက်အနှံ့မီတာ100မှာတည်ရှိပြီးအရှည်29ကီလိုမီတာရှိပါတယ်။1989နှစ်မှာစတင်တည်ဆောက်ခဲ့ပြီးသိပ္ပံပညာရှင်တွေရဲ့အာကာသစူးစမ်းမှုလုပ်ငန်းတွေမှာပစ္စည်းတွေထားရှိဖို့နဲ့ လေးလာမှုတွေလှုပ်ဆောင်နိုင်ဖို့အသုံးပြုပါတယ်။ဒါကဆွစ်ဇာလန်ပိုင်ဆိုတာထက်နိုင်ငံတကာပိုင်လို့တောင်ပြောလို့ရပါတယ်။နံပါတ်၈ That Channel ထံနဲ့ပြင်သစ်နဲ့ UK ကိုဆက်သွယ်ထားတဲ့ပင်လယ်ရေအောက်ဥမင်လိုင်ကောင်းကြီးဖြစ်ပါတယ်။အရှိ90.5ကီလိုမီတာရှိပြီး UK နဲ့ပြင်သစ်ကိုအချိန်တိုတွင်းရောက်ရှိနိုင်ဖို့အတွက်မြန်နှုံးမြင့်ရထားလမ်းကိုထည့်သွင်းတည်ဆောက်ထားပါတယ်။နံပါတ်၇ That Second ထံနဲ့ဂျပန်နိုင်ငံဟွန်ရှူးကျွန်းနဲ့ဟော့ကိုင်ဒိုကျွန်းတို့ကိုဆက်သွယ်ပေးထားတဲ့ဥမင်ကြီးဖြစ်ပြီးအရှိ94ကီလိုမီတာရှိပါတယ်။ ရေအောက်မှာတည်ရှိတဲ့အရှိကပဲ23.3ကီလိုမီတာရှည်လျားပြီး1981မှာစီမံကိန်းစတင်ခဲ့ပါတယ်1988ခုနှစ်မှာပြီးစီးခဲ့ပြီးရေစီးကြမ်းမှုနဲ့ရာသီဥတုဆိုးရွားမှုတို့ကြောင့်တိဆောက်ရေးကာလမှာလုံသား3ဦးသေဆုံးခဲ့ရတဲ့ယထာလန်ဥမင်ကြီးဖြစ်ပါတယ်နံပါတ်6 The Goddard Tunnel ဆွစ်ဇာလန်နိုင်ငံရဲ့နမကျော်အဲလက်တောင်တန်းကြီးရဲ့အောက်မှာတိဆောက်ထားတာပါအရှည်58ကီလိုမီတာရှိပြီးယထာလန်ရောကာလမှာပါဝင်ပါတယ်နံပါတ်5 Tianyu Westwick Tunnel 62.1ကီလိုမီတာရှည်လျားပြီးမြေရောက်အနှံ့မီတာ150အကွာမှတည်ရှိပါတယ်။ဥမင်လိုင်ကောင်းတွင်းကရေနုံမြောင်းတွေကနေတဆင့်အနီးနားမှာရှိတဲ့ရေတန့်စင်ဆက်ယုံစီကိုရေတွေပေးဖို့ကရေတန့်အဖြစ်ပြောင်းလဲထုတ်ယူပါတယ်။နံပါတ်၄ဒါရိုဖမ်ဝါတာတန်နဲ့တရုတ်နိုင်ငံဘေကျင်းမှာရှိတဲ့အရှေ85.3ကီလိုမီတာရှိတဲ့လိုင်ကောင်းကြီးဖြစ်ပါတယ်။မြေချောင်း90ကျော်နဲ့တောင်ထွန်း90ကျော်တို့ကိုဖြတ်တန်းဖောက်လုပ်ထားပြီးနှစ်စဉ်ရေလွဲပမာဏတန်ပေါင်း1.8ကုဗမီတာရှိတဲ့ရေတွေကို အနီးမှာရှိတဲ့ရေတန်းတင်ဆက်ယုံတွေကနေတဆင်အများပြည်သူအသုံးပြုဖို့ပြန်လည်ဖြန့်ဝေပါတယ်။နံပါတ်3ဒက်ဖင်ချင်းဝါတာထန်နဲ့ဖင်လန်နိုင်ငံတောင်ပိုင်းမှာတည်ရှိပြီးအရှေ့ကီလိုမီတာ120ရှိပါတယ်။ဖင်လန်နိုင်ငံရဲ့ဒုတိယကြီးဆုံးရေအိုင်ကနေရေတွေကိုထုတ်ယူကမြို့ပေါင်း16မြို့စီအသုံးပြုဖို့ပေးဝေပါတယ်။နံပါတ်4ဒက်ဝဲဝါတာထန်နဲ့အမေရိကန်နိုင်ငံနယူးယောက်နဲ့ပန်ဆယ်ဗေးနီးယားကိုချိတ်ဆက်ထားပြီး139ကီလိုမီတာရှည်လျားပါတယ်။နယူးယောက်မြို့ကိုရေပြက်လက်မှုမရှိစေအောင် ရေပွေးဝေယာမှာအသုံးပြုပြီးမြို့ရဲ့ရေလိုအပ်ချက်ထောက်ဝက်ခံကိုဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။နံပါတ်၁ Dispatching Subway Line ဘေကျင်းမြို့ကမြေအောက်ရထားလမ်းစနစ်ဖြစ်ပါတယ်။1966ခုနှစ်မှာစတင်ခဲ့ပြီးယခုဆိုရင်လမ်းကွန်ရက်28ခုအထိချိတ်ဆက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ဦးမင်လိုင်ကောင်းအရှိကလည်း108ကီလိုမီတာအထိရှိလာပါတယ်။နေ့စဉ်လူဦးရေ28တန်းလောက်အထိအသုံးပြုနေကြတဲ့ဘေကျင်းရဲ့အဓိကတည်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်နေလဲရှိနေပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက် ားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။